္ဂါပါရှင်ကျမတို့ဖူအီနွယ်ပါဒီဗီယူမြင့်တန်ကြိုင်ညနေ၄နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်အေရီတိုင်းရေကြီးနဲ့ငတိုင်းချောင်းမြို့နယ်တွေကကြီးရွာတွေကိုစစ်ကောင်စီတပ်က ဇွန်လ15ရက်ကနေ30ရက်အထိလေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့တဲ့အတွက်ဒေသခံ6ယောက်သေဆုံးပြီး25ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ARPDF viewer 29ရက်ထုတ်ပြန်ချက်အရသိရပါဗျ။ကြည်ကြီးနဲ့လေးမျက်နှာမြွနယ်တွေမှာရှိတဲ့စစ်ကောင်စီတက်စခန်းတွေကိုအေအေနဲ့ပူအောင်တော်လှန်ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆွန့်ခွာထွက်ပြေးကြရတဲ့အတွက်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတာလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာတွေကြောင့်အပြစ်မဲ့ပြည်သူတွေထိခိုက်သေးဆုံးခဲ့ရတာလို့ဆိုပါတယ် စစ်ကောင်စီကပြည်သူတွေအပေါ်ဆေးရဆွေးမှုကျူးလွန်ခဲ့တာတွေအတွက်ပြင်းပြင်းထန်ထန်လက်တော့ပြန်သွားမယ်လို့ ARPDF 29ဗျူဟာရဲ့တာဝန်ရှိသူကပြောပါတယ်။အရသားတွေနေတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကလေရင်တွေစက်တက်လေထီတွေနဲ့ပုံကျဲတာအပြင်လက်နက်ကြီးတွေနဲ့ပါရန်တမ်းပစ်ခတ်ခဲ့လို့နေအဆောက်အဦတွေဖျားစေပြီးပထိုးတွေနဲ့ဖုံးကြီးကျောင်းတွေလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ပြောပါရရှင်။ မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ရွာကစစ်ကောင်စီရဲ့ခမရ343စခန်းကုန်းတစ်ခုကိုရေးဘလူးအဖွဲ့ကဇူလိုင်လ1ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ရေးဘလူးတော်လှန်ရေးတပ်ဖွဲ့စီကနေသိရပါဗျ။စစ်ကောင်စီတပ်စခန်းကုန်းကိုဇူလိုင်လ1ရက်မနက်9:00နာရီအချိန်မှာရေးဘလူးအဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး45မိနစ်အတွင်းမှာအပိသက်သိမ်းယူနိုင်ခဲ့တယ်လို့ပြောပါရတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ယောက်သေဆုံးပြီးစစ်တပ်ကစခန်းကိုဆွန့်ခွာထွက်ပြေးသွားတယ်လို့ရေးဘလူးအဖွဲ့တာဝန်ရှိသူကပြောပါရတယ်။ ်ဒါပြင်တိုက်ပွဲမှာရေဘလူးတပ်ဖွဲ့ဝင်တယောက်လည်းကြာဆုံးခဲ့တယ်လို့ဆိုပါတယ်ရှင်ကျုံတိုးကော့ပိုရိတ်မြို့နယ်အတွင်းကဆစ်ဆောင်ပြည်သူတွေကိုလူသားတိုင်းအနေနဲ့ပြုလုပ်ဖို့စစ်ကောင်စီကပြန်လည်ဝင်ရောက်နေထိုင်ခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်ဒီသတင်းကိုအောင်ခံပေးဖို့ထားပါတယ်ရှင် ကင်းမီနယ်ကျုံတို့ကုန်းလေးမြို့နယ်အတွင်းမှာစစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းနဲ့ကရင်လေပူးပေါင်းစစ်ကြောင်းတို့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ကပါတိုက်ခိုက်နေပါတယ်။ကျုံတို့ကုန်းလေးလမ်းမိုက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါအပြင်ကုန်းလေးမြို့နီးနဲ့ကျုံတို့မြို့နီးတစ်ဝိုက်ကိုစစ်ကောင်စီကမြေပြင်ကနေလက်နက်ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြေးရွာတွေကိုပါပြစ်ခတ်တိုက်ခိုက်နေတဲ့အပြင်ဒေသခံတွေကိုပြန်လည်ဝင်ရောက်နေထိုင်မှုခေါ်ယူနေပါတယ်။ ကိုယ်တော်ကလူတော်ကတော့ကျော်တယ်လေ။ဒါကအလုံးစုံမှုတွေရှိတော့ဘာလို့ရှိတော့လဲ။အခုကဒီလိုအတွက်ရတာလို့ရှိနေတယ်။အဲဒီကိနေတာပါတဲ့ပါကြတော့သွားလာလာလဲဘူးရတော့ဒီပူဆောင်လာလဲဘူးရတော့ဒီလိုဒီကရင်ဟိုကနေလောက်ရတော့ဒီအစရာကြီးချောင်းပေါ်လို့ပြန်ထိုးဖို့လုပ်ကြည့်ကြည့်ရှိတယ်။ဘာလို့ဒီတန်းပေါင်းကြတယ်ကြာတယ်။ကျတော့ဒီ ဒီနေ့ကြီးနေလေကိုတော့ဆိုရနေရတယ်ညလေးရနောက်ကုန်ပြောင်းတယ်လေတိုင်းညတိုင်းလေလေညလေညလေညတရိလေဆိုလေနောက်ညနောက်လေဆိုဝယ်တာဟုတ်ချက်တော့ပြတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဂျိုင်းမြလျှောက်ကကြေးရည်တွင်ဝင်ရောက်တက်ဆွမ်းနေတာကြောင့်တော်လိုင်းဤတပ်ဖွဲ့တွေကထင်လွဲမှာကိုလည်းစိုးရင်ရတယ်လို့ဒီကကန်ဒီကပြောပါတယ်ကရန်လန်လေတပ်မုံးစ်ဘက်ကလည်းပြည်သူလူထုတွေဘေးကင်းရမှာရွှေပြောင်းနေထိုင်မှုနဲ့လက်ရှိတိုက်နေတဲ့တော်လိုင်းတိုက်ပွဲမှာ ဥပပေါင်းပါဝင်ပေးဖို့တိုက်တွန်းပြောဆိုထားပါတယ်။ဒီဆောင်လေးကတော့ဟိုပြန်လဲဝင်ရောက်နေထိုင်ဖို့အတွက်ကဟိုရာဂိုင်းတို့ဆိုမများကတော့ပြန်ပြီးမနေထိုင်ဘူးပေါ့နော်။အဲသို့တော်လည်းပဲအဲဒီဂျုံတို့မျိုးတွေပြန်ပြီးဝင်ရောက်နေထိုင်မဲ့ပုဂ္ဂိုလ်တွေကဘလို့လူမျိုးတွေဖြစ်မလဲဆိုတော့စီဝိုင်းဓမားတွေဒီအိမ်ဆောင်ပစ္စည်းရောင်းတဲ့ပုဂ္ဂိုလ်တွေကခုံဆောင်ဆိုင်ရောင်းတဲ့ပုဂ္ဂိုလ်တွေပေါ့နော်အဲအဲ့လိုမျိုးပစ္စည်းတွေပြည်ယူရတာများတဲ့ ုံတယ်ပွဲစားဒီလောက်ပဲသူတို့ပြန်ပြီးဝင်ရောက်နေထိုင်ဖို့အတွက်အစီအစဉ်ရှိတယ်လို့ကြားရတယ်ပေါ့။ဒါမှရသားတွေကတော့တော်တော်များများတော့65ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့ဝင်ရောက်နေထိုင်ဖို့အတွက်ဟိုစိတ်မလုံးချုပ်ဘူးဆိုတာမျိုးတော့သိရတယ်ဘုံလုံးလုံးစေတော့ရှိကောင်းဒီလောက်ခံပြည်မီနယ်ဆိုးအဖွဲ့ကဂျမ်းမြင့်တွင်များပြည်သူသွားလာနေတဲ့ကရိုးစိတ်တွေကိုကူးသန်းသွားလာခြင်းပြိပင်ထားတာကြောင့်ခက်ခဲနေတဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ် ဒါအပြင်လက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေကြောင်းစစ်ကောင်စီတပ်ဖက်ကကောလိမျိုးပါဝင်ဖန်ဂျန္ဒရာကာလန်ရှောင်းနဲ့ဂျုံတို့မျိုးခြေဆိုင်ခမ905ခမ906တင်ရင်းတွေကနေခန့်စစ်နေထားနဲ့လူလက်နဲ့အင်အားဖြည့်တင်းပြီးခန့်စစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်ကျွန်တော်အောင်ခန့်ပါကူကျူအာကို စကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါ နောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ဒီကူကျူအာကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင် ပကိုးတိုင်းပကိုးမြို့ကအနိုင်ပိုင်းရက်ွက်တချို့မှာဂျွန်လ30ရက်ညပိုင်းကစပြီးရက်ွက်တွေတဲကိုတိတိတတ်တရေဝင်လာတယ်လို့ဒေသခံတွေကပြောပါတယ်။ပကိုးမြို့ပေါ်ကကြောက်ကြီးစုကန်တရာဆိုင်းတောင်ဆိုင်းမြောက်ခေါင်းစေးကျွန်းရွာသစ်ဆက်ပိုင်းရွှေနသာအိုးလေးစုနဲ့မြို့သစ်ငါရက်ွက်တွေရဲ့အနိုင်ပိုင်းတွေမှာတပေခွဲကနေ၄ပေခွဲလောက်အထိရေဝင်လာတယ်လို့ပြောပါတယ်။ဇူလိုင်လ1ရက်နေ့လယ်ပိုင်းအထိရေတက်နေသေးတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ ပကုံးမြေဟာဂျွန်လ28ရက်ကစတင်ပြီးရေတက်လာပေမဲ့ဂျွန်လ30ရက်ညပိုင်းမှာရေစတင်ဝင်လာတာကြောင့်တတလုံးမှာတော့စိုးရိမ်စရာအခြေအနေမရှိသေးဘူးလို့ပြောပါရယ်။ပကုံးမြေမှာအနေပိုင်းရက်ွက်တွေကနှစ်စဉ်နှစ်တိုင်းရေကြီးလေးရှိပြီးကြိုတင်ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေပြီးတော့ရေဒီထက်ပိုများလာရင်တော့ရေဘေးကယ်ဆယ်စခန်းတွေနဲ့ကုန်းမြေနဲ့နေရာတွေကိုရွှေ့ဆိုင်းရွှေ့ပြောင်းရမယ်လို့ဒေသခံတယောက်ကပြောပါရယ်။လက်ရှိမှာပကုံးမြေဟာစိုးရိမ်မှတ်အောင်တပေကျော်ကိုရောက်ရှိနေပြီး မြေကမ်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့မြေရင်မြင့်တက်လာရင်ရှောင်ရှားကြဖို့မိုးလေဝသနဲ့ဇလားပြေရာညွှန်ကြားမှုဦးစီးဌာနကဇူလိုင်လ၁ရက်မနက်၈နာရီမှာထုတ်ပြန်ထားပါတယ်ရှင်။2016ကနေ2020ခုနှစ်အတွင်းပို့ကုန်ရငွေပြန်မဝင်သေးတဲ့ကုမ္ပဏီ169ခုနဲ့အဲ့ဒီကုမ္ပဏီတွေကဒရိုက်တာအဖွဲ့ဝင်တွေကိုအမိပြက်စီရင်ထည့်သွင်းလိုက်တယ်လို့စစ်ကောင်စီဘုံကဒီနေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ စစ်ဆေးချက်တွေအရာအဲ့ဒီကုမ္ပဏီ169ခုဟာနိုင်ငံသားသုံးငွေဆိုင်ရာဥပဒေစည်းမျဉ်းတွေကိုမလိုက်နာခဲ့လို့အမိပြက်စီရင်ထက်သွင်းခဲ့တာလို့ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။အဲ့ဒီကုမ္ပဏီတွေဟာစီးပွားရေးကဏ္ဍပေါင်းစုံကဖြစ်ပြီးအများစုကကုန်သွယ်မှုလုပ်ငန်းတွေဖြစ်ပါတယ်။ပို့ကုန်လုပ်ငန်းတွေဟာပို့ကုန်တင်ပို့ပြီးတဲ့နောက်ရလာတဲ့ငွေတွေကိုသတ်မှတ်ထားတဲ့ကာလအတွင်းပြည်ရင်းမှာရှိတဲ့သူတို့ရဲ့ဘဏ်ငွေစည်းရင်တွေကိုနိုင်ငံသားငွေနဲ့မပြတ်မကွက်ထည့်သွင်းရမယ်လို့ဥပဒေအရပြဋ္ဌာန်းထားတာပါ။ တမကလာအတွင်ပြန်လဲထည့်သွင်းဖို့ပြက်ကွက်ရင်တနည်းထက်မပိုတဲ့ထောင်ဒဏ်ငွေဒဏ်ဒါမှမဟုတ်ဒဏ်နှစ်ရက်စလုံးကိုချမှတ်ခံရနိုင်ပါတယ်။လက်ရှိမှာပို့ကုန်တင်ပို့သူတွေအနေနဲ့ပို့ကုန်တင်ပို့မှုက ရရှိတဲ့ရငွေအပေါ်25ရာခိုင်နှုန်းကိုဗဟိုပန်သတ်မှတ်နှုန်းနဲ့မြန်မာကျပ်ငွေမဖြစ်မနေလဲလဲနေရပြီးကျန်တဲ့85ရာခိုင်နှုန်းကိုပဲဈေးကွက်ပေါက်ဈေးအတိုင်းလွတ်လပ်စွာလွှဲပြောင်းရောင်းချခွင့်ရှိတာဖြစ်ပါရဲ့ရှင်။ စစ်ကောင်စီလော်ဘီတွေအမေရိကန်လွှတ်တော်နဲ့အစိုးရကိုချင်းကပ်နိုင်မှုကြိုးပမ်းနေတာကြောင့်တော်လိုင်းအင်အားစုတွေဘက်ကကန်အစိုးရကိုဗျူဟာတကြတုတ်ပြန်စီးရုံနိုင်ရေးဆွေးနွေးပွဲတရက်ကိုပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကိုတွတ်တာချန်သာပြဖို့ထားပါရရှင်။ 2025နှစ်စမိုင်းအမေရိကန်နိုင်ငံမှာအစိုးရအပြောင်းလဲဖြစ်ပြီးနောက်စစ်ကောင်စီကသူတို့ရဲ့တရားဝင်ယက်တီခွင့်အတွက်အမေရိကန်နိုင်ငံကို lobby တွေဆီလွတ်ပြီး COE လုပ်ငန်းတွေဆောင်ရွက်ခဲ့တာပါလက်ရှိစစ်ကောင်စီနိုင်ငံရဲ့ဝန်ကြီးဦးတန်းစွေဟာမြန်မာနိုင်ငံမှာဒီမိုကရေစီအတွင်းကူပြောင်းရေးစတင်ခဲ့တဲ့2008 2009 2010ကာလတွေတုန်းကအမေရိကန်နိုင်ငံဆိုင်ရာမြန်မာတာမတ်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တာကြောင့်အမေရိကန်နိုင်ငံရေးမှာကျွမ်းတဝင်ရှိခဲ့သူဖြစ်ပါတယ် စစ်ကောင်စီကစီလုပ်ထားတဲ့ lobby တွေဟာ1988နောက်ပိုင်းကလေးကအမေရိကန်ပြည်ထောင်စုနဲ့နိုင်ငံတကာမှာပညာသင်ယူပြီးကျွမ်းကျင်သူတွေဖြစ်တာကြောင့်လက်ရှိအမေရိကန်ဆိုးရွားကိုဈေးဝယ်ရမှာပေါရောင်မှုတချို့ရှိလာတယ်လို့ Washington DC အခြေစိုက်မြန်မာရေးတက်ကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။ဒီအချိန်ဒီမှာအမေရိကန်ဆိုးရွားနဲ့လွတ်တော်ကိုစဉ်ဆက်မပြတ်ချင်းကန်နိုင်ရေးမြန်မာရေးပို့ပြီးအသည့်ပေးဈေးဝယ်နိုင်ရေးတို့ကိုဒီဟာတကြဆောင်ရွက်နိုင်မှုအတွက်ပြည်နယ်90ရောင်မြန်မာတွေစုပေါင်းပြီးဒေသစံတော်တင်ဂျွန်လ28ရက်နေ့မှာဆွေးနွေးပွဲတက်ရက်ပြုလုပ်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ Washington DC ကသူ့ရဲ့ ော်ပြီးတောက်နေပြီထဲထဲဝင်ရောက်နေပြီပြောရမယ်ဆိုရင်စစ်ကောင်စီရဲ့လော်ဘီရတယ်သမိုင်းတွေပြောမယ်ဆိုတော့အများကြီးပါပဲနိုင်ငံသားဝင်ကြီးသက်ဆိုရင်2000 2000 2010เนาะပြောင်းလဲလုပ်တဲ့ချိန်မှာသူကအမေရိကန်မှာတာဝန်နဲ့တာဝန်ဆန်းဆောင်ပြီးတော့သူထဲထဲဝင်ချင်းကန်နိုင်ငံတွေပြောင်းဖြစ်တယ်ဆိုတော့ US ဆက်ဆိုင်ကောင်လို့ပြောဟုတ်လားအဲ့လိုနေထားမှာဥသက်ဆိုရင်ဖြစ်တဲ့လက်တံအကုန်လုံးက US capital ရဲ့တေကောင်ရောက်နေပြီနောက်ပြီး state department တကားရောက်နေတယ်တော်ကြီးပေါ်ရောက်နေဆိုတဲ့နေပြတော့ diaspora အနေနဲ့ဘလောက်ထိစုစည်းနေတောက်ခံနေမှာဆိုတော့ကျွန်တော်နီးလန်းရှာကြပါ အမေရိကန်လွှတ်တော်ကမြန်မာအရေးအသိပေးစီယုံနိုင်မှုသက်ဆိုင်ရာပြည်နယ်မဲဆန္ဒနဲ့အသီးသီးကမြန်မာနယ်ပယ်တွေကသူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုနှီးလန်းဆောင်နဲ့အသိပေးခဲ့တာပါမြန်မာပြည်တွင်းရေးမှတရုတ်အစိုးရကပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆွတ်ဖက်လာတာအမေရိကန်နိုင်ငံမှာအစိုးရအပြောင်းလဲဖြစ်ပြီးနောက်နိုင်ငံသားရေးမူဝါဒတွေအပြောင်းလဲဖြစ်ကုန်တာတွေဟာနိုင်ငံတကာရောက်မြန်မာရေးဆောင်ရွက်သူတွေအပေါ်မှာလည်းတက်ရောက်မှုတွေရှိခဲ့ပြီးပိုပြီးစနစ်တကျလုပ်ငန်းဆောင်ရွက်နိုင်မှုပထမအကြိမ်အွန်လိုင်းဆွေးနွေးပွဲဆင်မနာကိုပြုလုပ်ခဲ့တာလို့ဆွေးနွေးပွဲဦးဆောင်သူတယောက်ကပြောပါတယ်တိက္ကာ policy public policy advocacy နဲ့ တ်သက်လို့ချဖို့ရယ်နံပါတ်2ကတော့ရှိပြီးသား NGO တွေနဲ့ individual grassroots တွေကတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့အချိတ်ဆက်တွေပူရအောင်တုံးကတော့ဒီ advocacy နဲ့ပတ်သက်ပြီးတော့ state 50မှာရောက်နေတဲ့ကျွန်တော်ညီကိုမောင်နှမတိုင်းရင်းသားတွေကိုကျွန်တော်ချိတ်ဆက်ပြီးလုပ်မှာဖြစ်ပါတယ် နံပါတ်၄ချက်ကတော့ public policy မှာပြည်သူမူဝါဒပေါ့ advocacy လုပ်တဲ့နေရာမှာကျွန်တော်က media ကိုအဓိကထားသုံးမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးအချက်ကတော့ media နဲ့ပတ်သက်ပြီးမဟာဗျူဟာရေးဆွဲပြီးတော့ media management team နေနဲ့တိကျစုဖွဲ့ပြီးတော့ကျွန်တော်တို့လုပ်ကြမှာဖြစ်ပါတယ် ဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC အမျိုးသားညီညွတ်ရေးဆိုရ NUG တာဝန်ရှိသူတွေတိုင်းဒေသနဲ့နိုင်ငံစုဖွဲ့ခေါင်းဆောင်တချို့နဲ့ကုလဆိုင်ရာမြန်မာအမြဲတမ်းတမတ်ကြီးဦးကျော်မိုးထွန်းတို့လည်းတက်ရောက်ခဲ့ပြီးပါဝင်ဆွေးနွေးခဲ့ပါတယ်။အမေရိကန်ရောမြန်မာညိုဘွားတွေကလည်းသက်ဆိုင်ရာပြည်နယ်မဲဆန္ဒနယ်အသီးသီးကလွတ်တော်ကိုယ်စားလှယ်တွေကနေတဆင့်မြန်မာရေးကိုအသိပေးဆွေးနွေးနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။လွတ်တော်ရဲမှာလွတ်တော်အမတ်များများကပါဝင်ရက်ခံဆွေးနွေးမှုအားကောင်းလေမြန်မာရေးပေါ်အစိုးရကအာရုံစိုက်မှုပိုရလေဖြစ်တဲ့အတွက်ဆန္ဒကြပူချင်းကန့်နိုင်မှုကြိုးစားနေကြတာဖြစ်ပါ Vale. fundraising ကိစ္စနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဤပညာနဲ့အခုညီပေးတဲ့ကိစ္စတွေပဲဖြစ်ဖြစ်တိုင်ရုံးလို့ပါလို့ရှိရင်မှဆန္ဒပြတာလို့ပါလို့လှုပ်ရှားမှုတွေဆောင်ရွက်တာလို့ပါလို့ campaign တွေဆောင်ရွက်တာဒါတွေအားလုံးကိုလည်းပေါင်းဝင်ဆောင်ရွက်နေကြတဲ့သူတွေဖြစ်တဲ့တကြောင်မျိုးဒေါ်လာရေးမှအမှတ်အရေးကြီးတဲ့ခန့်ကဏ္ဍရှိပါတယ်နောက်ထပ်အရေးကြီးတဲ့ net ပဲပေါ့နော်ဒီ advocacy ဆိုလို့ရှိရင်ဒီနိုင်ငံကပဲရှိတဲ့သူတွေကိုကျွန်တော်တို့အဓိကအားကိုးပြီးဆောင်ရွက်နေကြတာကျွန်တော်တို့ဒီနိုင်ငံကြီးဝန်ကြီးဌာနဆိုလို့ရှိရင်လည်းအရေးမြအပြင်နဲ့အမှတ်အကန့်အသတ်တွေရှိတဲ့ခါကျတော့ဒီနိုင်ငံကမှရောက်နေတဲ့ကျွန်တော်တို့ရဲ့ဖွဲ့စည်းစုဖွဲ့တွေရဲ့ခေါင်းဆောင်တွေဒီလူတွေကိုပဲကျွန်တော်ကနေပြီးတော့မှအားပြု ပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံကဆက်ဆံရေးဟိုနိုင်ငံညာရေးကိစ္စတွေဆောင်ရွက်ရတာပေါ့လေအမေရိကန်ပြည်အောင်စုကိုရောက်နေတဲ့မြန်မာနယ်ပွားခန့်မှန်းခြေ၃သိန်းကျော်ရှိနေပြီးမြမရေးမှာပါဝင်ဆောင်ရွက်မှုပိုအားကောင်းလာအောင်ပြည်သူချင်းချင်းစီယုံရေးလုပ်ငန်းတွေလည်းဆောင်ရွက်ဖို့လိုအပ်နေတာပါအမေရိကန်ရောက်မြန်မာနယ်ပွားတွေဟာလူမျိုးစုအလိုက်ဘာသာရေးအလိုက်အစုအဖွဲ့တွေနဲ့ပြည်တွင်းအတွက်ရံမုံငွေရှာဖွေတာတက်နိုင်တဲ့နိလန်နဲ့ထောက်ပံ့တာတွေစွတ်တိုက်ပြုလုပ်ခဲ့ပေမဲ့အမေရိကန်အစိုးရတွတ်တုံနဲ့နိုင်ငံရေးသမားတွေကိုချဉ်ကပ်ဆက်ဆံနိုင်ရေးလို့မှာတော့အားနည်းမှုတွေရှိခဲ့တယ်လို့လိလာသူတွေကမှတ်ချက်ပေးပါတယ် 真哦，都得采纳吧。 ရွာမှာ smart cap ပါမှာပင်စင်လစာထုတ်ပေးမယ်ဆိုတဲ့ကြေညာချက်ကြောင့်ပင်စင်အငိမ့်စားအခြေခံလူရန်းစားတွေနဲ့တက်ကြီးပင်စင်စားတွေအနေနဲ့အခက်အခဲကြုံတွေ့နေရပါတယ်ဒီသတင်းကိုဝေဝေပေးပို့ထားပါရရှင်မြန်မာနိုင်ငံကအငိမ့်စားဝန်ထမ်းတွေကိုထောက်ပံ့ပေးနေတဲ့ပင်စင်လစာကိုလာရောက်ထုတ်ယူရမှာတော့ UID card, Unit Identification Number card, အများအခေါ်စမကမပါရင်ပင်စင်လာစာထုံမပြီးတော့ကြောင်းကိုသက်ဆိုင်ရာဘဏ်တွေမှာကြီးညာစာကပ်ပြီးအတည်ပြုနေတာပါ UND ကစမကလို့ရမှာလဲအခက်အခဲတွေများပြားရှိနေတဲ့အတွက်ကြောင့်အငိမ့်စားဝန်ထမ်းတွေအနေနဲ့အခက်အခဲတွေကြုံနေကြရတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မှာစမကမပါပဲပင်စင်လာစာသွားထုတ်တဲ့အခါနောက်တစ်ခေါက်ကစပြီးထုတ်ပြီးတော့မှမဟုတ်ကြောင်းကိုသက်ဆိုင်ရာဝန်ထမ်းကပြောပြလာတဲ့အကြောင်း ပြင်ဆင်လာစာတော့ရောက်ထုတ်ယူခဲ့တဲ့အနေကြောင့်ဝန်ထမ်းတယောက်ကပြောပြပါဗျာ။ဒီရဲ့ဟုတ်တယ်မာတဲ့။အမကပြေးမာတဲ့။ဘက်ကတောင်းရဲ့အဲ့တော့အကတ်ထားတဲ့ဒီတယောက်ရှိလို့သူတို့မပြောနိုင်ဘူး။တကယ်လို့ဥပမာပေါ့နော်။တကြီးပိုင်းကြီးတကြီးပိုင်းဆိုတော့မစွမ်းလာမလာနိုင်တဲ့အချိန်အရာတွေလေးကြီးဘူးကြတော့မင်းရောင်ကိုမင်းရောင်ပြင်ရ။ဟုတ်ပါချက်တည်းရဲ့။ပြင်ရပြီးတော့မင်းရောင်ကိုစစ်စစ်ပြီးမှသူတို့ကပြေးမှာ။ဟုတ်တယ်။တယ်လေးမျိုးကြတော့အမကမသာဘူးရှင်။ ဒီဒီကမှမိုင်းလောက်ပေါက်ပေးရမှာဘက်ကတော့ခံပြီးမှာတွေ့ပြီးရနေပြီးတော့ပေါ့မှာအဲ့စမကကဘာလေးတွေလက်ပေးစင်းနေတယ်ပပင်းကိုသူတို့ရဲ့ညီလေးတိုင်းမျိုးလို့ဆိုရင်စမကမရသေးဘူးပေးစင်းမရမယ်နေမှာပေါ့ကျင်ညာချက်ကိုတော့ဇွန်လ23ရက်နေ့မှာစတင်ကျင်ညာခဲ့တာဖြစ်ပြီးသက်ဆိုင်ရာပြင်ဆင်ထုတ်တဲ့ဗန်တွေမှာတောင်စာကတ်အကြောင်းကြားထားတာဖြစ်လို့ခရီးဝေးကနေလာရောက်သူတွေနဲ့တက်ကြီးရွယ်တွေကကျင်ညာချက်ကိုမသိပဲ အပုတ်တင်တစ်ခုရဲနဲ့လာရောက်ထုတ်ယူရတဲ့အခါမှာပြန်လွတ်ခံရတာမျိုးတွေလည်းရှိနေတယ်လို့သိရပါဗျ။လက်ရှိမှာ UID gas market လို့ရမှာလက်ပေးလက်ယူကိစ္စတွေရှိသလိုလာနေချီကစောင့်ဆိုင်ရမှုတွေနဲ့တခြားအခက်အခဲတွေအများကြီးကြုံခဲ့ရတဲ့အကြောင်းကို စပတ်ကတ်သွားလုပ်ခဲ့တဲ့လူကြီးတယောက်ကပြောပြပါဗျ။တစ်ခေါက်သွားလည်းအဆင်မပြေဘူးနှစ်ခေါက်သွားလည်းအဆင်မပြေဘူး။ဆက်ဆံကွန်ပျူတာတွေကိုဒီလိုထည့်တဲ့အချိန်မှာ အမေနာမည်လွှဲတယ်တလုံးပေါ့တလုံးလွှဲတယ်ဆိုပြီးတော့ နေပြီးတော့တရားမယ်နောက်တစ်ပတ်မှပြန်လာပေါ့နောက်တစ်ပတ်သွားပြန်တော့လေမတရားသေးဘူးဟိုပြန်မလုပ်ပြီးသေးဘူးအဲ့လိုမျိုးခါပြန်လာပြန်အောင်သုံးဘက်လောက်ဇက်တိုက်သွားတော့တင်ပေးမယ်ဆိုပြီးတော့နည်းနည်းပါးပါးပေးလိုက်ရတော့ပေါ့နော်အဲ့လိုမျိုးအသေးစားလေးလုပ်ပေးပါဆိုတော့တနာခံပြီးတော့မနည်းဘူးပြောရတယ်ငါးတောင်လောက်သွားရတယ်ငါးတောင်လောက်ငါးတောင်လောက်ကိုသွားတယ်မိုးရီယာရောမိုးရီယာမှာသွားလိုက်တာမှာဆိုင်ကေကေရီကလည်းပုံသာလည်းပြောမိတယ်စမကမရှိလို့ပင်စင်လာစာထုတ်မရတဲ့အခက်ခဲကိုရန်ကုန်ပြည်နေရာတိုင်းမှာကြုံနေရတာလည်းဖြစ်ပါတယ်။ ။အရာဝတီတိုင်းကျုံပြောမြို့မှာရှိတဲ့မြမစီပွားရေးဘဏ်ကပင်စင်လစာတွေကိုစမကတ်မပါလို့မထုတ်ပေးခဲ့တဲ့အတွက်အခက်အခဲတွေကြုံနေရကြောင်းလည်းသိရပါဗယ်။ကျွန်တော်ဝေပါ။စကိုင်းတိုင်းကမ်းလူမျိုးနယ်တွေကိုဂျွန်လ23ရက်ကနေ26ရက်အထိစစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ၄ရက်အတွင်းပြည်သူ၁၁ယောက်ကိုတပ်ဖြတ်ခဲ့ပြီးလူနေအိမ်ယာချီကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် ကမ်ဘလူမျိုးအခြေဆိုင်633 36တက်ကစစ်သားတွေနဲ့ပြူစောတိအင်အား100ကျော်ပါတဲ့စစ်ကြောင်းဟာကမ်ဘလူမျိုးနဲ့ဇီးကုန်းတိုက်နယ်တွေကကျွရွာတွေကိုဝင်ရောက်ခဲ့တာဖြစ်ပြီးရွာတွေကိုဝင်ရောက်ရှင်းလင်းချိန်မှာညှဉ်းပန်းနှိပ်စက်ထားတဲ့ဒဏ်ရာတွေနဲ့တပ်ဖြတ်ခံရတဲ့အလောင်း11လောင်းကိုတွေ့ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။လေးရကြာစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းထွက်သွားပြီးတဲ့အတွက်ရွာတွေကိုဝင်ရောက်ရှင်းလင်းကြတဲ့အခါမှာ အလောင်းတွေနဲ့အင်ဂျီယာခြိပြီးတော့မီးလောင်ပျက်စီးနေတာကိုတွေ့ခဲ့ရတာဖြစ်တယ်လို့ကျွန်းလှကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တပ်ဖြတ်တာခံခဲ့ရသူတွေဟာတပြေတာကြီးရွာကအမျိုးသား9ယောက်၊ကျောင်းကုန်းကြီးရွာကအမျိုးသား3ယောက်၊ဖိုကုန်းကြီးရွာကအမျိုးသား1ယောက်နဲ့မင်းပါကြီးရွာကအမျိုးသား1ယောက်တို့အပြင်ကြီးရွာလိပ်စာစုံစမ်းနေစေဖြစ်တဲ့အမျိုးသား1ယောက်တို့ဖြစ်ကြရလို့ဆိုပါရယ်ရှင်။ မြန်မာနိုင်ငံတွင်အကျဉ်းထောင်တွေထဲမှာမန္တလေးဥပိုလ်ထောင်ကနိုင်ငံရေးအကျဉ်းသားတည်ဆုံးမှုအများဆုံးဖြစ်နေတဲ့ထောင်ဖြစ်ပြီးဒီနှစ်ရဲ့6လတာအတွင်းနိုင်ကျဉ်းတည်ဆုံးသူ56ရောက်အထိရှိလာနေပါပြီ။ဘာကြောင့်ဒီလိုဖြစ်နေရတာပါလဲ။ဥပိုလ်ထောင်ကအကျဉ်းသားတွေစံမာရေးစောင့်ရှောက်မှုအပြည့်အဝရနေပါရဲ့လား။သူတို့တွေဘယ်လိုကြုံတွေ့နေရပါသလဲ။ဒီအကြောင်းကိုတော့ကေခိုင်ကပြောပြပေးမှာပါရှင်။ မန္တလေးဥပိုထောင်တွင်မှဆေးဝါးဆောက်ရှောက်မှုလုံလောက်စွာမရရှိတာပြင်ပစီယုံတွေကိုဆေးကူတာခွင့်မရရှိတာတွေကြောင့်အခုနှစ်6လတာအတွင်းမှာနိုင်ငံရေးအကျဉ်းသား96ရောက်အထိတည်ဆုံခဲ့ရတယ်လို့မြမအကျဉ်းထောင်သက်သက် MPW ကဇွန်လ28ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဥပိုထောင်မှာတာဝန်ရှိတဲ့ထောင်အာဏာပိုင်တွေနဲ့ထောင်တွင်းဆရာဝန်တွေရဲ့ပေါ်ရော်မှုတွေထောင်တွင်းဆေးဝါးဆောက်ရှောက်မှုညံ့ပြင်းတာ ဆရာဝန်တွေအချိန်မီရောက်ရှိမှုမရှိတာထောင်ပြင်ပဆေးရုံတွေကိုအချိန်နဲ့တပြင်းချင်းပို့ဆောင်မှုမရှိတာပြင်ပမိသားစုဝင်တွေပေးပို့တဲ့ဆေးဝါးတွေကိုကန့်သက်ပိတ်ပင်တာစီမံခန့်ခွဲမှုညံ့ဖျင်းတာတွေကြောင့်အခုလိုနိုင်ကျင်းတွေတည်ဆုံခဲ့ရတာပါလို့ဆိုပါတယ်။ဒါကြောင့်ဥပိုလ်ထောင်မှာနိုင်ငံရေးအကျဉ်းသားတွေဟာမတည်တည်မဲ့တည်ဆုံနေရတာဖြစ်ပြီးနိုင်ကျင်းအများဆုံးတည်ဆုံမှုဖြစ်နေတဲ့ထောက်ဖြစ်နေတာလို့မြမအကျဉ်းထောင်တက်တဲ့ MPW ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငင်ကပြောပါတယ်။ ဒီအခြေထောင်တွေထဲမှာကမတရားဖန်ဆီးထိန်းသိမ်းခံထားရတဲ့အကျဉ်းသားတူဦးရှင်တီတိုင်းကအသက်ရှင်တဲ့ပိုင်ခွင့်ကိုတေချာပေါက်ရရှိရမှာဖြစ်တယ်။အသက်ရှင်တဲ့ပိုင်ခွင့်ရရှိဖို့အတွက်ဆိုရင်ဒီအကျဉ်းထောင်တွေထဲမှာကျမတို့ချင်းသားတွေကအရေးပေါ်ဖျားနာရင်တောက်ဖို့စေဝါကူတာဖို့စေဝါအစုံတွေရရှိရမယ်အခြေအနေတစ်ခုမှာပေါ့နော်။အကျဉ်းသားတွေကိုစေဝါလုံလောက်စွာမရရှိလို့မကူတာပေးနိုင်ကြလို့ ီဆရာဝန်အင်အားနှဲတာတွေကိုအကြောင်းပြပြီးတော့ပြင်ပစေရုံကိုထုတ်ဖို့ဒီကြန့်ကြာတာမျိုးတွေပေါ့နော်ဒါမျိုးတွေကတစ်ဖက်လေးကနေပြီးတော့ဒီနိုင်ငံရေးအကျဉ်းသားတွေကိုတေဆုံးအောင်ယောဂါတွေမဖြစ်ဖြစ်အောင်တက်ဖြက်ရတဲ့ကိစ္စတခုလို့တော့ မြင်ပါတယ်ကျမတို့ဖွဲ့စည်းနေနဲ့ဇိုလာ28ရက်နေ့ကလေဥပိုထောင်တွင်အကျဉ်းချနေတဲ့အသက်69နှစ်အရွယ်မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌနိုင်ငံရဲ့အကျဉ်းသားဦးအောင်ကျော်ဦးဟာရုတ်တရက်နှလုံးအမောဖောက်ပြီးတော့တေဆုံခရရတဲ့ဖြစ်စဉ်တွေလေးရှိနေပါတယ်အလားတူပဲမေလ9ရက်နေ့ကလေနိုင်ငံရဲ့အကျဉ်းသူ CDM ကျောင်းဆရာမဒေါ်မြင့်မြင့်တန်ဟာ TB ရောဂါခံစားနေရလို့ပြင်ပစီယုံမှာဆေးဝါးကုသခွင့်တောင်းခံခဲ့ပေမဲ့ အချိန်မီစေဝကူတာခွင့်မပေးတာကြောင့်တည်ဆုံတော့ခေရပါတယ်အခုလိုနိုင်ငံရေးအကျဉ်းသားတွေတည်ဆုံမှုနဲ့ပတ်သက်ပြီးစေယုံအုပ်ဥမိုဟိန်ဒေါက်တာတက်ထွန်ဦးဒေါက်တာနေလင်းအောင်နဲ့ထောင်အာရာဘိုက်တွေဖြစ်တဲ့တိန်းစော်မောင်နဲ့ဆန်းလွင်တို့ကနိုင်ငံတွေရဲ့တည်ဆုံမှုဖြစ်စဉ်တစ်ခုချင်းစီမှာအဓိကတာဝန်ယူရမယ့်သူတွေဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာရှင်းသားထားပါတယ် အဘို့ထောင်ကအာနာပိုင်တွေဟာနိုင်ငံရေးအကျဉ်းသားတွေကိုစေဝါဆောက်ရှောက်ခွင့်လုံလုံလောက်လောက်မပေးတာစေဝါပို့ဖို့ကန့်သက်ချက်တွေပြင်းပြင်းထန်ထန်ချထားတာဟာအခုမှမဟုတ်ပါဘူး။တကြောပြန်စစ်တဲ့အာနာသိမ့်ပြီးကြတဲ့အာနာပိုင်တွေဟာအကျဉ်းသားတွေအပေါ်ကျမရေးဆောက်ရှောက်ခွင့်အဖြစ်သဖော်ပေးပေးနေတာပါလို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါတယ်။မဝနမေလွေးကတော့2020ခုနှစ်စစ်တဲ့အာနာသိမ့်မှုကိုစန့်ကျင်ဆဲတာပြခဲ့တဲ့အတွက်စစ်တပ်ကဖမ်းဆီးခံခဲ့ရပြီး ဥပိုထောင်မှာ၃နှစ်လောက်အကျဉ်းချခံခဲ့ရသူပါအသက်၂၀ဝန်းကျင်ပဲရှိသေးတဲ့သူဟာအာနာပါတွေရဲ့နှိပ်စက်တာအပောင်းဝင်ထောင်တွင်ကျဲမရဲစောင့်ရှောက်မှုမလုံလောက်တဲ့အတွက်အာယုံကျော်ယောဂကိုအပြန်ထန်ရရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်ဥပိုထောင်ထဲမှာအကျဉ်းသားတွေကိုပေးကျဲမရဲစောင့်ရှောက်မှုနဲ့ပတ်သက်ပြီးမောက်ဝော်ကတော့သူ့အတွေ့အကြုံကိုပြောပြပါတယ် ဒီမှာဆောင်ရှားမှုမရတဲ့အပြင်ကိုလူတက်နေတယ်လို့ပဲပေါ့နော်အာဘာလို့လဲဆိုတော့ဒီနှလုံး heart rate မြန်နေ220အထိမြန်သွားတဲ့အမတစ်ယောက်ရှိအတူဆိုတော့ဘာပေးလဲဆိုတော့ဒိုက်ဂလိုလာပေးတယ်ပေါ့နော်ဒိုက်ဂလိုဆိုတာလေးဘက်နာစီအကိုက်ခဲပြောက်စီအနေနဲ့ပဲလူတိုင်းသိထားကြတာဒါပေမဲ့နှလုံး half rate မြန်တဲ့လူယူအဲ့ဒါကိုနှလုံးဆင်းတောင်ခိုင်းနေပေါ့နော်အဲ့လိုမျိုးရှိရပြီးတော့အိုးပိုထောင်ထဲမှာကျတော့သူကဘာပဲဖြစ်နေဖြစ်နေပါရာစီတမောနဲ့ဒိုက်ဂလိုကလွယ်လို့ဘာစီမှမရဘူးပေါ့နော် ဒါအပြင်မက်လာ28ရက်နေ့ကလုတ်ခတ်တော့တဲ့အင်အားပြင်းစကိုင်းကလေးကြောင့်အကျဉ်းထောက်တွေပြက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပြီးအဲ့ဒီတဲကမန္တလေးမြို့ကအိုးဘိုအကျဉ်းထောက်ဟာထိခိုက်ဒေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။အိုးဘိုထောက်ထဲမှာကျဲရှိနေတဲ့အကျဉ်းသားတွေကိုအကူအညီပေးနေတဲ့မဝော်ကတော့စကိုင်းကလေးကြီးကြောင့်အကျဉ်းသားယာနဲ့ချီထိခိုက်ဒဏ်ရာရရှိမှုတွေရှိနေပေမဲ့လေဆေးဝါးဆောက်ရှောက်မှုမပေးလို့မတည်တဲ့မဲ့တည်ဆုံရသူတွေလည်းရှိနေတယ်လို့ မလိုလားအပ်ပဲကိုလက်အင်ကဖြတ်တောက်ရမှုတွေလည်းရှိနေတယ်လို့ပြောပါတယ်ဒီကကုတမှုအလုံးလာမပေးနိုင်ဘူးမပေးနိုင်တဲ့ပြင်အပြင်စေးရုံခက်ခွန်းတောင်းတဲ့အချိန်မှာလဲမန်လေးစေးရုံကြီးမှာမီဒီယာတွေရှိတယ်အာဒီရက်ဖက်ဖွဲ့စည်းတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်ထောင်ရင်းငါတို့တွေကိုစေဝါကုတခွင့်အပြင်ဘက်ကိုထွက်ခွင့်မပေးဘူးပေါ့နော်မပေးတဲ့အတွက်ဒီအပတ်ကြီးတဲ့ကလေးဆုံးရှုံးရတယ်မိရင်တပ်ပါဆုံးရှုံးတယ်ငလင်းကြောက်လန့်ပြီးတော့အထက်ကပိုက်ထက်ကလေးကတည်သွားတယ် အဲနောက်ပိုင်းမရတဲ့ဆုံးမအေးတအိမ်ထုတ်လိုက်ရတယ်မအေးပါဒေသွားတယ်ပေါ့နော်အဲ့ဒါတွေကဒီအပြင်ဆေးရုံကတို့အချိန်ကြီးပေးထွက်ခဲ့ရင်ဒီလိုမျိုးတွေဖြစ်မှာမဟုတ်ဘူးပေါ့နော်တော်လည်းကလာကြလာတာနဲ့အတူထောင်တွင်စေဝါဆောင်ရှောက်မှုမလုံလောက်လို့တည်ဆုံမှုတွေကတစတစများလာတာကြောင့်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်အကျဉ်ထောင်တွင်မှ ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြန်လို့ပေးဖို့တောင်းဆိုမှုတွေလည်းရှိနေပါသေးတယ်။ အခုလိုထောင်တွင်းနိုင်ငံရဲ့အကျဉ်းသားတွေညင်ပန်းနှိမ့်ဆက်ခံရပြီးတည်ဆုံးတဲ့ဖြစ်ရပ်တွေနဲ့အတူလုံလောက်တဲ့စေကူတာခွင့်မရလို့တည်ဆုံးရတဲ့အခြေအနေတွေဟာဆရာနာသိန်းကာလာတျှောက်ရက်မတော်ပဲဆက်ဖြစ်နေသေးပါ။ 2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဇွန်လ29ရက်နေ့အထိနိုင်ငံတော်မှာစစ်တပ်ကဖမ်းဆီးပြီးနောက်တေဆုံးသူအမျိုးသမီး16ယောက်နဲ့အမျိုးသား18ယောက်စုစုပေါင်း105ယောက်တေဆုံးခဲ့ပြီးအဲ့ဒီထဲမှာအသက်18နှစ်ယောက်ကလေးငယ်9ယောက်ပါဝင်တယ်လို့နိုင်ငံရဲ့အကြံသားများကူညီစောင့်ရှောက်ရဲ့အသင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကျွန်မကခေခိုင်ပါ။ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းဝန်ကြီးချုပ်နဲ့ကမ္ဘောဒီးယားခေါင်းဆောင်တို့ဖုန်းခေါ်ဆိုမှုပေါက်ကြားခဲ့ရတဲ့ပတ်သက်ပြီးကျင်းဝင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုမပြီးပြတ်မီအတော်တွင်ထိုင်းဝန်ကြီးချုပ်ဖေဒေါန်နန်ရှင်နာဝက်ကိုယာရုကနေဆိုင်းငံ့လိုက်ပြီးလို့ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကအင်္ဂါနေ့ကပြောပါရယ်။ကျင်းဝင်းဖောက်ဖျက်မှုဆွဆွဲချက်နဲ့အတနာခန်းစာတင်ဖို့ဝင်ကြီးချုပ်အဖြစ်တာဝန်ကနေရက်ဆဲဖို့ခုနှစ်မဲနှစ်မဲနဲ့ ခုနှစ်မဲနှစ်မဲနဲ့တရားသူကြီးတွေကအင်္ဂါနေ့ကတညီတညွတ်ထဲမဲခွဲဆုံးဖြတ်ခဲ့တာပါသူ့မှုကိုတက်တေပြဖို့တရားရုံးကအချိန်15ရက်ပေးခဲ့ပါတယ်ဖဲထုံတန်းဟာမေလ28ရက်ကကမ္ဘောဒီးယားစစ်သားတယောက်ကြဆုံးခဲ့တဲ့လက်နက်ကင်ထိတ်တိုက်ရင်ဆိုင်မှုမှာကမ္ဘောဒီးယားနဲ့နောက်ဆုံးနယ်စပ်အငင်းပွားမှုကိုကင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီးတော့မကျင်နဲ့ချက်တွေတိုးပွားလာနေတာဖြစ်ပါတယ် အနေနဲ့အငင်းပွားမှုနဲ့ပတ်သက်ပြီးတန်တမာရေးရာ ဖြည့်ရှင်းနေချိန်မှာပေါက်ကြလာတဲ့ဖုန်းခေါ်ဆိုမှုကြောင့်ပြည်သူတွေကြားမကျင်တဲ့ချက်တွေနဲ့လူလူဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပါတယ်။သူ့လုပ်ငန်းကိုအနှောက်အယှက်ဖြစ်စေတာကိုမမြင်ချင်ပေမဲ့လက်ခံပြီးလိုက်နာဆောင်ရွက်သွားမယ်လို့ဖဲထုံတန်ကတနင်္လာနေ့မှာပြောခဲ့ပါတယ်။ဖဲထုံတန်ယာရုကနေဆိုင်းငံ့ခံရပြီးတဲ့နောက်ဒုတိယဝန်ကြီးချုပ်ဆူရီးယားဂျရန် UNK ကယာယီဝန်ကြီးချုပ်ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ထားပေမဲ့တရားဝင်အတည်ပြုချက်တော့မရှိသေးပါဘူးရှင်။ မရိကန်ထုတ်စံပို့ကုန်ကိုဝယ်ယူဖို့မလိုလားတဲ့အတွက်ဂျပန်နိုင်ငံပေါ်အခွန်တိုးကောက်မယ်ဆိုပြီးသမ္မတဒေါ်နယ်ထရန့်ကချင်းချောက်လိုက်ပါတယ်ဂျပန်မှာအကြီးအကျယ်စံမလုံလောက်မှုဖြစ်နေပေမဲ့လည်းကျွန်တော်တို့စံကိုသူတို့မယူပါဘူးတနည်းပြောရရင်သူတို့စီစားတဆောင်ပို့ဖို့ရှိပါတယ်နောက်လာမယ့်နှစ်တွေမှာလည်းကုန်တွယ်ဘက်အဖြစ်ဆက်ရှိစေချင်ပါသေးတယ်ဆိုပြီးထရန့်ကသူပိုင်တဲ့ True Social ပေါ်မှာ posting ခဲ့တာပါ ဒါပေမဲ့လည်း Trump ရဲ့ပြောဆိုချက်ဟာမှန်ကန်ခြင်းမရှိပဲပြီးခဲ့တဲ့နှစ်တုန်းကအမေရိကန်ရဲ့ဒေါ်လာ298တန်ဖိုးစံတွေကိုဂျပန်အနေနဲ့ဝယ်ယူခဲ့ပါတယ်။အခုနှစ်ထဲမှာလည်း January လကနေ April လအထိဒေါ်လာ114တန်ဖိုးတန်ကြီးရှိတဲ့စံတွေကိုဝယ်ယူခဲ့ပါသေးတယ်။ဇူလိုင်လ၄ရက်လွတ်လပ်ရေးနေ့ကြော်လွန်ပြီးအခြားကုန်သွယ်ဘက်နိုင်ငံတွေနဲ့သဘောတူညီချက်ကိုအပြီးသတ်နိုင်ဖို့အတွက်ရည်ရွယ်ထားတယ်လို့အင်ပီရိုရဲ့အမျိုးသားစီးပွားရေးကောင်စီဒါရိုက်တာကေဗင်ဟတ်ဆက်ကအတည်ပြုပါတယ်။ အခုလိုမျိုးထရန့်ရဲ့ချင်းချောင်းမှုအသစ်ရှိလာပေမဲ့လည်းအမေရိကန်နဲ့ဂျပန်ကြားမှာကုန်သွယ်ရေးအရဆွေးနွေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်ရှင်။ဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ Sporting တိုက်စစ်မှု Vitaro Crash ဟာအသင်းပြောင်းရွှေ့ခွင့်အတွက် Sporting အသင်းနဲ့ပြန်မပူးပေါင်းဖို့ဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ။ ပေါ်တူဂီမီဒီယာရက်ကော့ရဲ့ဖော်ပြချက်အရရုဂရက်ရှာပြောင်းရွှေ့ခြင်းအများကြီးလိုချင်နေတဲ့အသင်းဥက္ကဋ္ဌအပေါ်စိတ်ဆိုးဒေါသထွက်နေပြီးအသင်းရဲ့ယာတီချိုလေ့ကျင့်မှုတွေမှာမပူပေါင်းတော့ဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါဗျ။ Sporting ဥက္ကဋ္ဌ Baron Dash ဟာ Rugrash အတွက်ပေါင်တန်း80လောက်နဲ့ရောင်းချမှာမဟုတ်ဘူးလို့အတိအလင်းပြောဆိုထားတဲ့အပေါ် Rugrash ကမကြင်မနက်ဖြစ်ခဲ့တာပါ။ Rugrash ကိုခေါ်ယူဖို့ Arsenal ကနံပါတ်1ပြေးနေပေမဲ့ Sporting ဘက်ကပြောင်းရွှေ့ခြင်းမြင့်တင်လိုက်လို့ခေါ်ယူဖို့နောက်ဆုတ်သွားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ရှင်။ ဒူဗီရုံမြင့်တန်ကြိုင်ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ရတာပါည၈နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးအောင်ပါကျမတို့ဖူအီအီနွယ်ပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်